ရင်ပြည်မြောက်ရီမြို့ဒီနယ်ဆက်ကပေါ့လေဟာ DKBA ရဲ့အကာအကွယ်အောက်မှာလဲပတ်နေတဲ့ဂျာဖြန်ငွေလိန်အဂိုင်းကြီးကို KNU ကရင်မြို့သားအစည်းအဝေးကဝင်ရောက်သိမ့်ပိုက်ပြီးတဲ့နောက်မှာတော့အခြေအနေတွေကဆက်ပြီးတော့တင်းမာနေပါတယ်မင်းလက်ပံရွာကအဲ့ဒီခြံဝင်းတွေကဟာနေပေါ့လေနိုင်ငံခြားသားဂျာဖြန်လုတ်သားတထောင်လောက်ဟာတောင်ရင်မြစ်ကိုဖြတ်ပြီးတော့ထိုင်းနိုင်ငံဘက်ကိုဝင်ဖို့စူးစမ်းခဲ့ကြပေမဲ့ထိုင်းစစ်တပ်ကလက်မခံလို့မြန်မာဘက်ကနဲ့ဖူးမှ ှာပိတ်မိတောင်းတနေကြပါတယ်။အဲ့ဒီ ်ချံဝင်းထဲမှာနိုင်ငံပေါင်းစုံကလူပေါင်း2000နီးပါးကိုချုပ်နှောင်ထားတာကိုတွေ့ခဲ့ရပြီးတော့ကွန်ပျူတာနဲ့ဖုန်းပေါင်းတထောင်ကျော်ကိုသိမ်းဆီးရမိခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။အာဒီလိုမျိုးအခြေအနေတွေကြားမှာဒီနိုဝင်ဘာလ26ရက်နေ့မှာစစ်တပ်ကအဲ့ဒီဒေတာကိုအာဘုံကျဲတက်ခိုက်မှုတွေလုပ်ခဲ့တာကြောင့်အခြေအနေတွေကပိုပြီးတော့ဆိုးလာပါတယ်။ KNU ကဒီဖြစ်စဉ်ကိုစနစ်တကျဖြေရှင်းဖို့နောက်ပြီးတော့ပိတ်မိနေတဲ့သူတွေရဲ့အသက် အန္တရာယ်ကို ကာကွယ်ဖို့အတွက်နဲ့အဲအဲ့ဒီလုပ်ငန်းစဉ်တွေလုပ်ဖို့အတွက်ပေါ့လေဒီနိုင်ငံတကာရဲ့လေးနက်မြန်ဆန်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုအရေးတကြီးတောင်းဆိုထားပါတယ်